မင်္ဂလာပါရှင်ဒီနေ့ကတော့အိဇဲထဲမှာဘာကုတ်ပြုလုပ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်ဘာကုတ်ပြုလုပ်ခြင်းလဲဆိုလို့ရှင်ဒီလိုမျိုးနံပါတ်ကလေးတွေကိုဒုချောင်းလေးတွေနဲ့ဖန်တီးတဲ့နည်းပေါ့ရှင်အဲ့ဒါကိုပြုလုပ်ဖို့ဆိုလို့ရှင်အရင်ဦးဆုံးကတော့ကျမတို့ရဲ့ကွန်ပျူတာထဲမှာ library barcode 39နဲ့ library barcode 39 test ဆိုတာလေးကကျမတို့ကွန်ပျူတာထဲမှာရှိနေရမှာဖြစ်ပါတယ်ရှင်မရှိသေးဘူးဆိုလို့ရှိရင်တော့ Google ကနေပြီးတော့ share ပြီးတော့ download လုပ်ပြီးတော့ install လုပ်ပြီးလိုက်ပါရှင်။အော်အခုဆိုလို့ရှိရင်တော့ဒီမှာ barcode တွေကိုဖန်တီးပေးပါမယ်။အရင်ဥဆုံးတော့ညီမချင်းပြီးတော့ number ကိုတစ်ချက်နှိပ်ပါမယ်။ enter နှိပ်ပါမယ်ရှင်။အဲ့လိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမဆွဲချလိုက်ပါမယ်။စာလုံးလေးရသေးနေရလေးကိုနည်းနည်းလေးကြည့်ပြီးလိုက်ပါမယ်။ Okay အဲ့လို လုတ်ပြီးသွားပြီဆိုရင်ကျမတို့ဒါကို select လုပ်ပါမယ်ပြီးရင် font နေရာမှာ li ဆိုပြီးတော့ရေးလိုက်တဲ့ library code 39ဆိုတာလေးပေါ်လာပါပြီ enter နှိပ်မယ်ဆိုရင်ဒုတ်ချောင်းလေးတွေဖြစ်သွားပါပြီရှင်အဲ့တော့ text နဲ့ဆိုလို့ရှိရင်ဘလူလေးပြပေးမယ်ဆိုတာလေးထပ်ပြပေးပါမယ်ညီညာချင်းပြီးတော့ကနန်းရေးမယ်ကနန်းမှာတစ်ချက်နှိပ်ပြီးတော့ enter နှိပ်မယ်ပြီးရင်ဆွဲချလိုက်ပါမယ်ပြီးရင်ဒါ site လေးကသေးနေလို့ပြန်ကြည့်ပေးတာပါရှင် ပြီးပြီသူ့မှာဒီမှာဖောင့်နေရာမှာတစ်ချက်နှိပ်မယ် li ဆိုပြီးတော့ library ဘာကို39ဆိုတော့ space လေးချပြီးတော့ test ဆိုပြီးရေးလိုက်ရင် enter ဆိုရင်အောက်မှာ number ကလေးတွေနဲ့ပြပေးမှာဖြစ်ပါတယ်ရှင်ဒါကတော့ဘာကုတ်ဖန်တီးတဲ့နီးဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်